ကျွန်တော်တို့လိုဓာတ်ပုံဗီဒီယိုတွေရိုက်ရတာကြိုက်တဲ့သူတွေအတွက်အရေးကြီးဆုံးအချက်ကအဲ့ဒါတွေကိုကလာမှန်မှန်နဲ့ပြင်နိုင်ဖို့ပဲ။ဒါပေမဲ့အခုခေတ်မှာအဲ့ဒါတွေကိုအချိန်တိုအတွင်းမှာပြင်ဖို့ကလည်းအရေးကြီးတယ်။အဲ့တော့ကိုယ့်ရဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုကလာလည်းပြင်ရမယ်၊မှန်လည်းမှန်ရမယ်။အချိန်တိုအတွင်းမှာလည်းပြီးရမယ်။အချိန်တိုတောင်မှစက္ကန့်ပိုင်းလေးအတွင်းမှာပြင်လို့ရတဲ့ application တခုကိုကျွန်တော်တွေ့ထားတယ်။အဲ့ဒါနဲ့အားလုံးကိုမိတ်ဆက်ပေးခြင်းတယ်။ အရန်အသုံးဝင်နေစက္ကန့်မိုင်းတွင်းမှာပြီးရတော့ကြောင့်မို့လို့ကျွန်တော်ရဲ့အလုပ်တွေကရင်းမြန်ဆက်ဆံပြီးမြောက်တယ်။ပြောနေတာကြားပါတယ်။လို့တော့ရလဲဆိုတာကိုတခါတည်းပြပေးမယ်။သူကတော့ဒီဟန်ဆာလို့ခေါ်တဲ့ Fin Emulation App တခုဖြစ်ပါတယ်။ကျွန်တော်ဒီပုံကနေပြီးတော့ဒီလို Color Sensor လေးနဲ့ Cinematic ဆက်ဆံဖြစ်အောင်အရင်ဆုံးပြင်ပြပေးမယ်နော်။အရင်ဦးဆုံးအနေနဲ့ထုံးစံအတိုင်းကိုယ့်ရဲ့ device ထဲမှာရှိတဲ့ပုံကိုအရင်ထည့်ပေးရမယ်။သူကတော့ဒီပုံ fine type ပုံစံမျိုးမျိုးကိုထည့်လို့ရတယ်။ ထည့်လိုက်ပြီးဆိုတာနဲ့သူ့ထဲမှာသူတို့ preset တွေအရင်ဆုံးပေါ်လာမယ်ဒီမှာ feature color fade ဆိုပြီးတော့ရှိရဲပေါ့နော်ကိုလိုချင်တဲ့ပုံစံကိုရွေးရောပဲကျွန်တော်ကတော့ဒီဒေါက်နာလီကဟာပေါ့နော်အဲ့ဒီဟာလေးကိုအရင်ဆုံးရွေးလိုက်မယ်ပြီးတဲ့ခါကျတော့အပေါ်မှာသူက light တင်းတွေပါလေပြန်ချိန်လို့ရရပါတော့အရင်ဆုံးကျွန်တော် original နဲ့သူရဲ့ preset နဲ့အရင်ဆုံးပြပေးမယ်ခုကတော့ကျွန်တော်ဒီ color အရင်ဆုံးချိန်မယ်ပေါ့နော် ခုနကပရိသတ်ကိုမှသူအားဒီအပေါ်အားနေပြီးတော့ကာလာပြန်အုပ်ပြီးတဲ့သဘောဖြစ်ပါတယ်။ဒီကျွန်တော်ဒီဟာလေးရွေးလိုက်ပါတယ်ပြီးတော့ light တင်းပြန်ချိန်မယ်။သူကအဲ့လိုမျိုးတစ်ခုပြီးတစ်ခုပေါ့နော်အချိန်တိုအတွင်းမှာအဲ့လိုသူ့ရဲ့ဂန္ဓာအလိုက်ရွေးပြီးတော့ချိန်သွားရုံပဲ။ပြီးရဲ့အခါကျတော့ကျွန်တော် effect တွေကနေပြီးတော့ဒီမှာသူပေးထားတဲ့ setting တွေကနေအရင်ဆုံး light ချိန်ပြီးတယ်ပေါ့နော်။ကာလာလေးကိုဒီနည်းနည်းမှောင်နေတော့ကျွန်တော် adjust တဲ့ကနေပြန်ပြီးတော့ချိန်ပါတယ် ခုလိုဆိုအားလုံးပြီးသွားပါပြီသူရဲ့ original ပုံကနေအခုလိုမျိုး cinematic ဆက်ဆံပုံလေးရသွားပါပြီအခုဆိုရင်ကျွန်တော်ဓာတ်ပုံတစ်ခုကိုမနစ်ပိုင်းအတွင်းမှာပြင်လို့ပြီးသွားတယ်သူရဲ့ရလာတဲ့ result ကလည်းတော်တော်လေးကိုကောင်းတယ်ဓာတ်ပုံအခြေအသေးကလည်းတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ချိန်တူတွင်မှလည်းပြီးသွားတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ပုံတွေကိုမပြင်ပြတော့ဘဲနဲ့ before and after ကိုရှင်းပြီးတော့ပြပေးမယ် ပြီးတော့ဒီလိုမျိုးသုံးနေတယ်ဆိုရင်ကျွန်တော်ရဲ့ promo code ကိုသုံးပြီးတော့သူတို့စီမှာ1 month 1 year subscription ဝယ်လို့ရပါတယ်အဲ့ဒါဆိုရင်10%ဒီစကောက်ရမှာဖြစ်ပါတယ်။ကြည့်ကျွန်တော်ရဲ့နောက်ထပ်ပြင်ပြီးတဲ့ပုံလေးတွေပြဿနာလည်းရှုစားပြကြပါဦး။